မတ်1ရအပိုင်း3မောင်ကလိုက်ခဲဟုခေါ်တော့ကလည်းမောင်ဘေးမှာကျမပါသည်မောင်ကနေရခဲဟုဆိုပြန်တော့လေမောင်စိတ်အနှောက်ရှက်ဖြစ်မိစာတဆောင်စကားတခွမှမောင်မကြားရစေပဲကျမငြိမ်သက်စွာနေရခဲ့တာအမှန်ပါပဲအဲ့ဒီအထိကျမမောင်ကိုချစ်မြတ်နိုးခဲ့ပါသည်မောင်တခုတော့ တောင်မွန်မြို့ငယ်လေးတစ်မြို့မှာ မောင်နေထိုင်လျက်ရှိသည်။လာပါစမ်းကျဲသည်ဆိုသော မောင်မြို့ကလေးကို ကျမရုပ်ရှင်ထဲမှာသာတစ်ခါမြင်မှုပါသည်။ခြံတကားတစ်ဖက်တစ်ခြံ၌ထင်းယူပင်နှစ်ပင်ရှင်၍ပေါက်နေသောတထက်တိုက်ပူပူကလေးကို မြင်လိုက်ရတုန်းကဆိုလျင်ဒါမောင်နေတဲ့အိမ်ကလေးများလားဟုလွမ်းဆွချင်းကြီးစွာအမှတ်ရလိုက်မိသေးသည်။ဒီပုံစံဟာမောင်သိကြိုက်တဲ့တိုက်အိမ်ပုံစံမျိုးပဲလေ။ မောင်အဲ့ဒီမျိုးကလေးမှာရှိနေခြင်းကိုလေတရင်စာထဲမှာလက်ထပ်ပြီးစီခြင်းကြောင့်ပါလာမှသိရသည်တချိန်ချိန်၌မလွဲမသွေရင်ဆိုင်မှုမျောလင်းထားသောတရင်ဖြစ်တော်လေတကယ်တမ်းတိတိဆိုင်ဆိုင်ရင်ဆိုင်လိုက်ရသောအခါကျမမျက်လုံးများပြဝေသွားခဲ့သည်ဆုံရှုံရပြီဟုတိလိုက်ရသောအချိန်မှာကျမမျက်ရည်ကြွေမဖြစ်သောနေရာဒေသဖြစ်နေ၍တော်ပါသေးသည် ကျမသည် မောင်ခဏခဏပြောသလိုမျက်ရည်တိတ်လွယ်လေသည်ထိုအချိန်က ကျမတမဝါယာမစေကံမှာရှိနေသည် ထိုနေ့ကမျက်ရည်မကျခဲ့ပါ မောင်ဘဝနှင့် ကျမဘဝကိုတစ်ခုစီဟုဘယ်တော့မှမတက်မှတ်ခဲ့ဘူးသောကျမသည်အပြည့်ပြတ်အမှန်ကိုလက်ခံမှုလာပေါင်းများစွာအာယူခဲ့ရပါသည် နောက်တော့မောင်အနီးနားမှာမရှိဘဲနဲ့ကျမရဲ့တီးတန့်ဘဝကို အတားစီမရှိဖြတ်ကျော်လာနိုင်ခဲ့သည်။ကျမကဟန်ဆောင်ကောင်းပါသည်။ကျမသည် ပုံမှန်အတိုင်းတမဝါယာမစီကန်နှင့်ကိုပိုင်စီကန်တို့ကိုဆက်ရုပ်တစ်ခုကဲသို့အချိန်မှန်စွာလှုပ်ရှားအသက်ဝင်နေခဲ့သည်။အိမ်နှင့်စီကန်ကြားတွင်ကျမ၌မြည်သည့်အပူအပင်များမရှိသလိုရီမောပျော်ရွှင်နေမည်။လူမှုရေးကိစ္စများတွင်တာမန်အတိုင်းပါဝင်ခဲ့သည်။ကျမတို့နှစ်ယောက်၏ ចောင်းသားဘဝတုန်းကယင်းနှီးမှုကိုတည်ထားသောတငယ်ချင်းများက ကျမထံစားဖြစ်လှမ်းရေးပြီးအံ့ဩတနာကြသည် မောင်ထားရခဲ့သောကြံ့ရင်သူတယောက်အဖြစ်ကယူနာတတ်ကြသည် ကျမလားသမျှစာများကို လုံးဝမပြန်ခဲ့ပါဘေးနဲ့လုပ်ပြီးစားပြန်ရမလဲမင်္ဂလာဆောင်ဖိတ်စာကလေးတောင်လမ်းပို့ခွင့်မရပြီးတည်င်းစာမှတဆင်တိရသောအကြောင်းကိုဘေးသူသွားပြီးရင်ဖွင့်ရလိုအပ်ပါတလေအများအမြင်တွင် ကျမသည်ကျောင်းသူဘဝကအတိုင်းဘာမှမပြောင်းလဲပါ။နောက်ပြီးကျမယခုရောက်ရှိနေသောမြို့ကလေး၌မောင်နှစ်ကျမအကြောင်းကြားဖို့သူရှိမည်မထင်ပါ။ထို့ကြောင့်လဲလူလောကဝိတရားများကိုတာမန်အတိုင်းဆောင်ရွက်ခြင်းလည်းနေနိုင်ခဲ့၏။တန်ဆွတတိယစိတ်များပြည့်အံ့လာသောအခါကျမမန်းနလေးသို့သွားမိမည်။မောင်နေထိုင်ခဲ့သောနန်းရှိကတထက်ပြင်းအိမ်ကလေးစီသို့ကျမရောက်လာတတ်မည်။ မောင်ထွက်သွားပြီးသည့်နောက်အိမ်လာကချက်တရားဆိုသည်မှာကျောင်းသူဘဝတုံးကများပြသလောက်ဆရာဝင်ဘဝတွင် နေပါလာသဖြင့်ကျမကပဲတောင်းတောင်းမမှန်နှင့်15ထားခဲ့မိသည်။ဘာအတိတ်ပဲနှင့်ကျမပြုလုပ်မိမှမသိတော့လေကျမအတွက်အိမ်ကလေးရှိနေမှဖြစ်မည်။အိမ်ကလေးတို့တနှစ်တွင်တစ်ခါသို့မဟုတ်နှစ်ခါလာရသည်မှာမောင်းထန်လာရသလိုပင်ကျမခံစားရသည်။ အိမ်ထဲဝင်လျင်ဝင်ချင်းမောင်ကုံငွေအနတ်တများကိုကြမရမည်ဖျားဆင်တစ်ခုမှလွဲ၍အခြားအိမ်တော်ပရိဘောကများပြည့်စုံပါဝင်သည့်ဤအိမ်ကလေးသည်ကျမအတွက်တော့နှွေးထွေးသောလွမ်းဆွခြင်းတစ်ခုဖြစ်သည်ဤအိမ်သို့ရောက်လျင်ကျမသည်မြို့မှကြံခဲ့သော လူနာများကို၎င်းဆွေမျိုးများကို၎င်းလူမှုရေးပြည်တနာများကို၎င်းတတိမရတော့ဘဲကျမ၏နှလုံးအိမ်နှင့်အုံနောက်မှာ မောင်တယောက်သာဝင်ရောက်နေတော့သည်မောင်ကို ကျမမေးဖြောက်ရမရအောင်ချစ်ခဲ့သည်မေးဖြောက်ဖို့မကြိုးစားခြင်းလောက်အောင်မမောတွေ့တာခဲ့သည်နာကျင်မုန်းတီး၍မရလောက်အောင် မျက်နှိုးတန်းတာခဲ့သည် ကျမချစ်တော်မောင်သည်တောင်မော်မျိုးကလေးတစ်ခုတွင် ကျမနှင့်ဆန့်ကျင်စွာငြိမ်းချမ်းသာရရှိနေလိမ့်မည်အထက်တန်းကျောင်းသားဘဝကလေးက မောင်မြန်းတို့၍အသေးအတန်လာယူခဲ့ရသည်ဟုတည်င်းကြသောမောင်စနီးနှင့်ရေမိုးပြိုရွှင်နေပေလိမ့်မည်အလုံးမှပြင်းမှန်းစွာပြန်လာတိုင်းချစ်ဆက်ပွဲအပြုံးလေးနှင့်အေးတယူစီးချိုနှစ်သိမ့်မည်လှပသောစနီးကို မောင်ကျင်းနှင့်မြင်းတို့မဆုံးရှိလိမ့်မည်စေကံမှညာ9နာရီ10နာရီအိမ်ပြန်ရောက်သောအခါတိုင်းအေးဆက်နေသောထမင်းနေဟင်ကို၆ကတ်စွာကျမစားနေရာချိန်တွင်မောင်ကတော့ အောင်ဇနီးပြင်ဆင်ကြွေးသောပူနွေးသည့်ညစာကိုချစ်သောဇနီးနှင့်စူပြေစွာစားတောက်နေပေလိမ့်မည်။အိယာဝင်အချိန်တိုင်းအိယာပေါ်တွင် အလျားမောက်ကကောင်းအောင်တွင်ပါအပ်၍ရင်သက်ရတန့်စွာကျမအိပ်ပျော်မှုစူးစားနေချိန်တွင် မောင်ကတော့ချစ်ဇနီးကိုရင်ခွေမှပွေဖက်၍နှစ်နှစ်ခြိုက်ခြိုက်အိမ်မောကြနေပေလိမ့်မည်။ နက်နက်အရာထားခြင်းဇပွဲတင်နိုင်ဤနိုးဆက်မြည်တမ်းဖြင့်ထိတ်လန့်တကြားကျမနိုးထားခြင်းတွင်မောင်ကတော့ညင်သာသောအနံတစ်ခုဖြင့်နှင့်သိမ့်စွာနိုးထားခဲ့ပေမည်စီစဉ်တကြားမဟုတ်သောနက်နက်စာကိုကြုံတယ်လို့ကျမစားနေရချိန်တိုင်းမောင်မှာတော့အစင်းသည့်ပြင်ဆင်ကြွေးမွေးမိဇနီးကားရှိနေသည်ကံဆိုးသောပညာတတ်မိမတယောက်နှင့်ကံကောင်းသောပညာတတ်ယောက်ျားတယောက်သည် ဤမြကွာချမှာပဲမဟုတ်ဘူးလားမိမဆိုတာပညာတတ်ဖို့မလိုဘူးရုပ်ချောဖို့ပဲလိုတယ်မိမပီတာဖို့ပဲလိုတယ်ရည်တလိုမောတလိုမကြာခဏကြွေးကြော်လေးရှိတော်မောင်သည်တာမန်ဘွဲရတူဖြစ်သည်လှပတော်မိန်ကလေးကိုရွေးချယ်တာမှန်ကန်ပါသည်ဒါဖြင့်ပညာတက်ပြီးယုံမချောတဲ့မိမကို မောင်ပါဖလို့မောက်ပေးမှလက်တွဲခေါ်ခဲ့သည်လေမောင်ကိုပြောချင်သောစကားများစွာထဲမှာ တေးဖွဲ့သောစကားလေးတစ်ခွန်းသာဖြစ်ပါသည်။ကျမစကားတစ်ခွန်းကြောင့်မောင်ထီးကိုက်မည်ဆိုလျင်ကျမကိုကျမအပြစ်တန်ခတ်ပလိုက်မည်။ကျမကြောင့်မောင်မတွေ့ဝေစေရပါ။မောင်ဆုံးဖြတ်ချက်သည်ကျမကြောင့်မှားရွေးမှုမရှိစေရပါ။မောင်တခုခုမှားသည်ဆိုလျင်လည်းဤအမားသည် မောင်ကိုယ်တိုင်ဖန်တီးပြုလုပ်ခဲ့သော အမားသာဖြစ်စေရမည်။သို့တော့မောင်ဘဝမှာနောက်ထပ်အမားဟု၍ရှိတော်မှာမဟုတ် ကျမကိုချစ်ခင်ခြင်းသည်သာမောင်အတွက်အကြီးမားဆုံးအမားဖြစ်သည်အဘေကြောင့်ဆိုတော့မောင်နှင့်ကျမသည်အဆာဆာအယားယားပေါင်းဆက်၍မရနိုင်လောက်အောင်တိကျဖြစ်တည်နေခဲ့သောကြောင့်ဖြစ်သည်ဤရချက်ကိုလည်းအချိန်လုံးမှနှစ်ဦးစလုံးရိပ်မိခဲ့ရသည်မောင်ကသူ့ချစ်သူကိုမိန်ကလေးပီးသားစေခြင်းသည် ကျမသည်တနခါလိမ့်မှုကိုပင်အလွန်ပြင်းရည်သူဖြစ်ရာမိန်ကလေးများလိမ့်အပ်သည့်မိတ်ကပ်ပေါင်တာ ရေမွေးနှကန်းဆိုးစီစသည်တို့ကိုစိတ်ကူးတဲ့နိုင်မီထဲပေါ်မရပါအဝေးအစာအစင်ပြင်ကိုလည်းကြုံတယ်လို့ကောက်ဝဲသွားတတ်၏စိတ်နှလုံးနဲ့အုံနောက်အရေးချင်းကိုသာတံမိုးထားတတ်သောဇမသည်ခန္ဓာကိုယ်အရေပြားပေါ်မှာအလားပါကိုတံမိုးမထားတက်ခဲ့သည်မှာအမှန်မြင်ဖြစ်သည် ပြင်ပအလားများကြောင့် ယောက်ျားတယောက်နဲ့လွဲရမည်ဆိုလျင်ဆဲကပြန်လွဲလိုက်စမ်းပါစေဟုသော မာနာတရားဖြင့်ရဲဝံ့စွာဘဝကိုဖျက်တမ်းခဲ့သောကျမသည် မောင်ကိုချစ်မိသည်မှလည်းမောင်ကိုခန္ဓာ၏အလားပါကြောင့်မဟုတ်ပေအမြဲတမ်းစူးရှလေးနက်သောမျက်လုံးနှင့်ထက်မြက်သောဉာဏ်ပညာကြောင့်သာဖြစ်သည်ချစ်သူရင်ခွေမှာလွဲ့မိကြည်နူးသောအချာမင်းကလေးများမိကဲသူနေမိမသိတော်လဲမောင်ရင်ခွေမှာဖတ်တွေ့ကြည်နူးနေသောကျမကတော့ ကျမတို့နှစ်ယောက်မှမွေးဖွားလာမည်ဒါသူမဟုတ်တမီကိုညံရီထက်မြက်ကြိုးစားမည်ရင်သွေးအဖြစ်စိတ်ကူးပျော်ရွှင်နေခဲ့သောအချိန်ကများလေသည်မောင်ကမိန်းကလေးပီတာစီချင်လို့တော့ကျမသည်မိဖို့ကြောင့်တွင်ထမင်းဟင်းချက်ပြုတ်ရင်းအချိန်ကုန်ဆုံးမှုဝါဒနာမပါတော့မိမတယောက်လေးဖြစ်သည် စနေတနေ့ကနေကျောင်းပိတ်ရက်များတွင်နန်းရှိအိမ်၌ မောင်နှင့်အတူနေလေစာစီစဉ်ချက်ပြုတ်ဖို့တခါတရံမှသာဝါသနာပါသည် အများအားဖြင့်လွယ်ကူပြီးစီသောပေါင်လေးကြိုက်တတ်သောပေါင်မုတ်ကိုပင်အမျိုးမျိုးလှူစားခဲ့သည်ပေါင်မုတ်နှင့်ကော်ဖီကိုကျမညီငွေလာတော့အခါမှမောင်ကြိုက်တတ်သည်ငချင်းသာစီပြန်ဖြစ်စေဝတ်သားပင်ငပ်ပြီးဖြစ်စေငတ်တလောက်ပေါင်းဖြစ်စေစိတ်လိုလဲရချက်ကျွေးတတ်လေသည်မောင်ကသူ့ချစ်သူကို ယောက်ျားတကားနဲ့လက်ဖက်ရည်ဆိုင်အတူထိုင်တာအလွန်စိတ်တူတက်သည်။ကျမကတော့ဝါဒနာတူ မိတ်ဆွေမိမဖြစ်စေယောက်ျားဖြစ်စေတူဦးဦးနဲ့ရုပ်ရှင်အကြောင်းစာအုပ်အကြောင်းနောက်ဆုံးတချင်းတိတ်ခွေများနဲ့ဂီတာအကြောင်းအထိတမီတမျောစကားထိုင်ပြောဖို့အတွက်ဝင်မလေးတဲ့ကျမဝိထုများကိုဖက်၍ကျမကိုလေးစားသော မိတ်ဆွေဖွဲ့ခြင်းသော လူငယ်များက တခါတည်းရန်အဆောင်သို့လာရောက်တတ်သည် ကျမသည်မောင်မကြိုင်မှန်းတည်သောကြောင့်အကြောင်းတစ်ခုခုပြ၍ရှောင်ရံစူးစားခဲ့ဘူးတော့လဲမအောင်မြင်ပါမြည်သူမြည်ဝါဟုမသိပဲလက်ခံစကားပြောဖို့ကျမတာဝန်ဖြစ်တယ်လို့အရေးတယူအထင်တကြီး ခင်မြင်မြင်ဘူးလို့ဆိုပြင်လာရောက်သောစာဖတ်သူအားဒုံတိစွာ စကားဖြတ်ဖြတ်မပစ်ဖို့လဲကျမတာဝန်မင်းဖြစ်သည်တခါတည်းရန်မောင်ကကျမကိုပါလာရဲမှာလာရှာတော့အခါကျမစကားဖြတ်၍နေလို့ရ၏ မောင်ကလိုက်မလာပဲဗန္နာပင်အောက်မှာရက်ကြည့်ပြီးဒေါသတကြီးထွက်သွားပြီဆိုလျင်ကျမမျက်နှာမပြတ်အောင် အတင်းဟန်ဆောင်ထားခဲ့ရသည်ဤကိစ္စနှင့်ပတ်သက်၍စကားများကြလျင်မောင်ဘေတော့မှအလျှော်မပေးတတ်ပါတောဆမမင်းပရိတ်သက်ကမိမကိုမရှိဘူးယောက်ျားကြီးပဲဟုဒေါသတကြီးရေရွဤကျမဘာမှပြန်မပြောတတ်ပါဝိစာသိပ်ပန်တက်ကတူမှာမိမတွေလည်းအများကြီး မင်းစီလာသည်။ပိယိတ်သက်ကတော့ယောက်ျားကြီးပဲဟုမလို့တမပြောတိုင်းကျမကတော့အပြုံးမပြတ်နှစ်သိမ့်မြေဖြစ်၏ဝိတ္ထုမဂ္ဂဇင်းဖတ်ဖို့ဝါသနာမပါတော်မောင်သည် လာစင်ထုံမဂ္ဂဇင်းတို့ကိုလှန်လော၍ကျမဝိတ္ထုကိုရှာလိမ့်မည်လားမဂ္ဂဇင်းတစ်ခုကိုကြည့်ပြီးဆိုလျင် ကတုံးကိုသာဦးစားပေးဖတ်တော်မောင်သည်ကြံဝိတ္ထုများကိုတော့ဝိတ္တရားမပြတ်ဖတ်ရှုခဲ့ပါသည်တခါတည်းရန်ဘာရီရေးထားတာလဲဟင်ဟုမကွေမဝက် ညဉ့်ညူလေးရှိသော မောင်ဤပွင့်လေးယူသားဟန်ကိုကျမချစ်မြတ်လို့ဤချီရတဲ့ဝိတုရီမောင်မကြိုက်ဘူးလားဟုခတ်တော်တော်မေးလျင်မောင်ကခလေးဆန်စွာမျက်နှာရှုံပြတတ်သည်ကြိုက်ဖို့နေနေတတဘာရီရေးထားမှန်းတော့မသိဘူးတဲ့မောင်ဟာလေအယံကိုချစ်ဖို့ကောင်းတာပဲဟုကျမကရေမောရင်မှတ်ချက်ချလျင်မောင်ရှက်သွားပြီးဘာလဲဟာဟုရေယူတဲ့ဤအများတကားကမကြာခဏတိုက်တွန်းမှပြောလို့မှား ချစ်ကိုလူတွေကပြောနေတယ်စာရေးကျဲလို့ဆိုလားပဲဟုတဆင်စကားဖြင့်ယူသားစွာတိုက်တွန်းတက်တော်မောင်သည်ကျမနေဝေးကွာနေသောမောင်ငိမ့်အိမ်မှုအတွင်၌ကျမဤနမည်ကိုတတိတရရှိဖို့တော့တော်တော်ခဲရင်မှာပါမဂဇင်းထဲမှာကျမရေးတော်ဝိထုဖြင့်ကျမကိုတတိယအောင်ကလည်းမဖြစ်နိုင်မောင်နေဝေးကွာခဲ့ရသည့်သုံးနှစ်အတွင်းမောင်လက်မထက်မီဝိထုတို့တပုတ်မောင်လက်ထက်ပြီးဝိထုတို့တပုတ်သားထည့်ပြည့်၏ မောင်လက်ထပ်ပြီးမဂဇင်းမှာပါတဝိထုကလည်းဟိုးအလျင်ကလေးကရေးပြီးသားစာမှုချမ်းကို အနေငယ်ပြင်ဆင်မိုးမှန်ခဲ့ခြင်းဖြင့်ဖြစ်လေသည်အကြောင်းတိုက်ဆိုင်၍ကျမကိုမောင်တတိယခဲ့လျင်ဘာဖြစ်လို့ဝိထုမရေးတော့ပါလဲဟု နားလေစွာစိတ်မကောင်းဖြစ်နေမိလားဤဒီမှာယူနန်းသောထင်မြင်ချက်တစ်ခုသာဖြစ်သည်ဘာပဲဖြစ်ဖြစ် ရှားပါးလာစွာသောတခါတည်းရမှာတော့မောင်ကျမကိုတတိယမှာပါ ဥပမာ မောင်နူနာတယောက်သည်ကျမနှင့်နမေစင်တူနေလျင်ပေါ့နောက်ပြီးယူရီးယားဖက်နက်ခွာမြေဥကျွန်စီထားသောအရက်ပူပူကောင်းမလေးများကိုမြင်လျင်ပေါ့သို့မဟုတ်လဲမန္တလေးသို့ဆင်းသည့်ရပိုင်းများတွင် မောင်နှင့်ကျမသွားခဲ့သော နေရာများကိုမြင်လျင်ပေါ့တရုတ်တန်းကဖတ်ထုတ်ကျော်ဆိုင်မှာကျမကိုတတိယစိတ်ဖြင့်မောင်ဖတ်ထုတ်ကျော်သွားမစားဘူးဟုမိသူကညင်းဆိုနိုင်မိလေဖတ်ထုတ်ကျော်စားနေသည့်တညက်နေခင်းတို့က ခလန်းလန်းမှမြို့နယ်တမဝါရမစေကံမှထွက်လာသောအဘတမတော်ကြီးကို လေးစားကြောင်းရွံ့စိတ်ဖြင့်နှဦးသားမျက်နှာချင်းဆိုင်မှုရှယွန်စွာထွက်ပြေးခဲ့ခြင်းအကြောင်းကိုမောင်တတိယခြင်းရနေလိမ့်မည် အလုတ်တင်ဆရာဝန်ဘဝတုန်းကကျမကိုမြင်နိုင်မောင်နမေဖြင့်သူပေမှာဟောက်စားခြင်းလုပ်တယ်လေဟုတတိယမိတတ်တော်အဘသည် မောင်တဦးရဲ့မြင်လျင်လဲကျမနာမည်ဖြင့်ဘယ်မှာစေကန်းပွင့်နေတလဲဟုတတိတရမေးအောင်မှတေးကြလာပါသည်ထိုအခါမောင်ကအေးအဲ့ဒါကျွန်တော်မသိဘူးအဘဟုရိုးသားစွာဖြေလိမ့်မည်တွဲတွဲနေခဲ့ကြသောချစ်တဲ့ပေနှစ်ဦးအားမြည်သည့်ဆရာကားမြကွဲကွာစီလိုမည်မဟုတ်ပါမန္တလေးရောက်တိုင်းတင်းပြတ်အေးဆိုင်မှာ ရေခဲမုတ်သွားစားဖို့မောင်တတိယချင်းလဲရနေမှာပေါ့ ဈေးကြိုမလွဲပေါက်ကမိရှိဆိုင်တို့မုံစားဖို့တသက်ကျမကိုလိုက်ပို့ခဲ့ဘူးဒီကိုတတိယချင်းရနေမည်ဝင်လာရုပ်ရှင်ုံဘေးကအုံနှုတ်ခောက်ဆွဲဆိုင်မှာပြင်တိရုပ်ရှင်မင်းသားအိမ်လုံးဒီလုံးနဲ့ပတ်သက်ပြီးကျမတို့နှစ်ယောက်စိတ်ဆိုးစိတ်ကောက်ခဲ့ဘူးကြောင့်တတိယမိလည်းရင်မဆိတ်လို့ကိုလို့ပြုံးရင်မိလိမ့်မလား မောင်လက်ထက်ထားသောမောင်ချစ်စနီကတော့မောင်စိတ်ကောက်ရလောက်အောင် ရုပ်ရှင်မင်းသားတယောက်ဤမျက်လုံးနှက်ခမ်းအမှုရာမှစိတ်တဘောထားအထိစိတ်ဝင်တစားကောက်ချက်ချချီကျူးလိမ့်မည်မထင်ပါတောင်တမန်အင်းရဲ့တက်ဆာအချိန်တွင်မေစင်ပင်အောင်ရေဆက်နှစ်ပြီးတစ်ခု၌နှစ်ယောက်အတူထိုင်၍ဘာစကားမှမပြောဘဲတယောက်ကိုတယောက်ပွေးဖက်မိနှွေရင်းငိမ်သက်နေခဲ့ဘူးကြောင့်မောင်တတိယချင်းရနေလိမ့်မည်ထိုအခါကျမအပေါ် တနာကျင်နာစိတ်ကလေးအနှင်းငယ်ဝင်ရောက်လျင်ပင်ကျမကြည်နပ်ပါပြီ။မဝခမ်းမှာကျမကိုတတိယလွမ်းဆွကြောင်း အပြင်းပြေကြည်ရန်ထားဖို့ဆို၍စွတ်တရွတ်တောင်းခဲ့သောကျမဓပုံဖေးများရောက်နေပါလေ။မောင်မန်းကလေးမှပြန်စင်တော့ကကျမပြန်တောင်းထားလိုက်ဖို့တတိယတော့လေမကောင်းတတ်ဘူးထင်သည်။အချောင်းပေါ်နေသည်ကိုမြင်ရပြီဖြစ်သောကျမအနေဖြင့်အချောင်းပုံမူကြီးထွားကွဲပြတ်မသွားအောင် အတက်နိုင်ဆုံးထိမ့်သိမ့်ခဲ့မိသည်အိမ်အောင်တဲ့ဘဝရောက်မှ ရီစားဟောင်းဤတပ်ပုံကိုတတတလွတ်ဆွနေမိအရေးအတွက်နေပါလာသောယောက်ျားအမျိုးသားတဲ့တွင် မောင်မပါဝင်မှန်းကျမတည်ပါသည် မောင်သည်အနေငယ်မြစိတ်ကူးမရင်တတ်ပါ အမြဲလက်တွေ့ကြဖို့ကြိုးစားနေသူတယောက်ဖြစ်သည် ဖြစ်နိုင်သည်မှာ ကျမတပ်ပုံကိုမောင်မီရှုပ်ပြီးဖြစ်ပါပါကျောင်းသားဘဝတုန်းက မောင်ဤရိုက်တာနှစ်ချက်နားထောင်ခွဲပြားကလေးအောင်မှာခြေဟူသောအနီရောက်စာလုံးလေးတစ်ခုထည့်ထားခဲ့ပါသည်ဆေးရုံမှာနှစ်ချက်ကို အသုံးပြုတိုင်းထွေးပေါက်မြင်နေရသောခြေဟူသည့်စာလုံးကလေးကိုကြည့်၍ဆရာတဦးကဟဲ့ခြေဆိုတာမင်းနာမည်တော့မဟုတ်ဘူးကွာနော်မင်းဤစာနာမည်မဟုတ်လားဘသူတဲ့လဲဟုရင်မော၍မေးခဲ့သည်ဆို၏အခုတော့မောင်နှစ်ချက်မှာခြေစလုံးလေးရှိခြင်းမှရှိတော်မူ သို့မဟုတ်လဲအင်္ဂလန်ပြည်ဖြင့် Leeds နှစ်ချက်ကိုပြောင်းလဲအသုံးပြုနေပြီဖြစ်ချင်းဖြစ်မည်တခုတေကြသည်မှာမောင်ကိုင်းသောပြာထန်းစာအုပ်တိုင်းဤပထမဆုံးစာမျက်နှာညာဘက်ထိပ်တွင်ခြေဟူသောဆက်လုံးများကတော့အခုတည်းရှိနေပါလိမ့်မည်မောင်ဖဲပောင်ရိုက်သောပြထန်းစာအုပ်တိုင်းကျမပြန်ရွေးပေးပြီးကျမပြန်ရွေးပေးသောစာအုပ်တိုင်းမောင်က ကျမနာမည်စလုံးရေးထားသောကြောင့်ဖြစ်ပါသည်ဒါက မောင်စာအုပ်မဟုတ်တော့ဘူးလေချစ်စာအုပ်ဟုမောင်ကမချိုမချင်ပြောလို့ရှိပါသည်ဘာပဲဖြစ်ဖြစ်မောင်သည်ဆက်လုံးများကိုစုပ်ပစ်သည့်အထိကျမအပေါ်စိတ်နာပွဲအကြောင်းမရှိပါမောင်ကို나ကြီးမည်ဆိုလျင်나ကြီးထိုက်တော့ကျမကလည်းမောင်မွေးနေ့လက်ဆောင်ပေးခဲ့ဘူးတော့ဂီတာလေးကိုရိုက်ချိုးပြဖို့ကျမစိတ်မကူခဲ့ပါအစွဲလန်းကြီးမလာတော့ကျမသည် မောင်ဝဲပြီးတော့ကနုကမလက်ခတ်ပြဘက်ထရန်လှလာလေးကိုပြီးမဖောက်ရက်ဖောက်ရက်အပေါက်ဖောက်နိုင်လွန်ချီကလေးဖြင့်ချီ၍မပြောက်ပြက်အောင်ဂီတာနှင့်တွဲချီထားခဲ့သည်ရီစရာကောင်းနေသည်မှာမောင်နှင့်ပတ်သက်သည်။အသေးအမွှားပစ္စည်းလေးများရေချိုးရင်းစီသောရောဘာဖနက်ကအစားကျမထံမှမကွေးမကွာရှိနေပါလျက်မောင်ကိုယ်တိုင်ကတော့ကျမနှင့်မိုင်မောင်းများစွာဝေးသောတောင်မုံမြို့ငယ်ကလေး၌ ကျမကိုမေးလျော်နေခြင်းနောက်ပြီးကျမဘလို့ကြံရေးပါမလဲဟု အနေငယ်များပြန်ငဲ့မကြည့်ခြင်းဖြစ်လေသည်ဘသူတွေပါပြောပြောမောင်ချစ်သူမှာ ကျမဖြစ်ခဲ့ရသောကြောင့်မောင်ကန်ကောင်းသည် မောင်ကလိုက်ခဲ့ပါဟုခေါ်တော့ကလည်းမောင်ဘေးမှာကျမပါသည် မောင်က နေရခဲ့ဟုဆိုပြန်တော့လဲမောင်စိတ်အနှောက်ရှက်ဖြစ်မိစာတဆောင်စကားတခုမှမောင်မကြားရစေပဲကျမငြိမ်သက်စွာနေရခဲ့တာအမှန်ပါပဲအဲ့ဒီအထိ ကျမမောင်ကိုချစ်မြှင့်နှုတ်ခဲ့ရပါသည်မှာ thank you